်မင်္ဂလာပါ theology တလို့ဆိုင် morning devotion season ကနေကြိုဆိုပါတယ်ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တည်းမှာလည်းအဖဘုရားသခင်ထံကကောင်းကြီးမင်္ဂလာတွေနဲ့တနေ့တလုံးရှင်လန်းအပ်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေဒီချိန်မှာခဏလောက်အဖဘုရားသခင်နဲ့အာယုံပြုပြီးဆုတောင်းကြရအောင်ဖဘုရားအဖဘုရားသခင်ယေရှုတင်တဲ့ Christian ရှေးတော်သူတိုးဝင်ခွင့်ပေးတော်ကြောင့်ယေရှုတင်တဲ့ဒီနေ့မှာလည်းအဖဘုရားသခင် Christian အလိုတော်ကိုတိုး၍တည်စေဖို့ရန်ဖော်ပြပါပါ တန်ရှင်သောဝိညာဉ်တော်ဖျားဦးဆောင်တော်မူပါ။နေ့တိုင်းမှာကိုရရှင်ကိုလွတ်အပ်ပါ၏။ကိုရရှင်ကိုလွတ်အပ်ပါ၏။ကိုရရှင်ရှိမှကျွန်တော်သည်ရှေးခရီးကိုကောင်းမွန်စွာဆံနိုင်မှာဖြစ်ပါလေ။ကိုရရှင်သာလျှင်ကျွန်တော်တို့မျှော်လင့်ရဖြစ်ပါ၏ဘုရား။ယေရှုတင်နေယေရှုတော်ချီးမွမ်းလက်တပါတော်တော်သခင်ယေရှုနာမနဲ့အစပြုပါ၏။အာမင်။ဒီနေ့မှာတော့ရှင်မကုခရစ်ယာန်ကန်ကြီး၁၂အငယ်၁၈ကိုဖတ်ရှုပြီးဆင်ခြင်ကြမှာဖြစ်ပါတယ်။ရှင်မာကုခရစ်ယာန်ခန်းကြီး၁၂အငယ်၁၈ ယေရှုကလည်းကဲတာဘရင်ဤဥစ္စာကိုကဲတာဘရင်အားဆက်ပေးကြလော့ဖျားသခင်ဤဥစ္စာကိုကဖျားသခင်အားဆက်ပေးကြလော့ဟု မိန်တော်မူသည်ကို သူတို့သည်အံ့ဩခြင်းရှိကြ၏ဖျက်ရှုတော်ရဲ့တမန်ကျမ်းစာအပြင်ဖျားသခင် ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာသင်အပေါ်မှာရှိပါစေကဲတာဘရင်ဤဥစ္စာကိုကဲတာဘရင်အားဆက်ပေးကြလော့ဖျားသခင်ဤဥစ္စာကိုကဖျားသခင်အားဆက်ပေးကြလော့ဆိုပြီး သခင်ယေရှုခရစ်တော်ဖခင်ကပြောထားပါတယ်။သခင်ယေရှုခရစ်တော်ပြောခဲ့တယ်ဒီစကားရဲ့အတိတ်ပဲကိုမစင်ခြင်းပြီးအရင်ဆုံးဒီစကားမပြောခင်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လေးကိုအရင်ဆုံးပြန်ပြောပြခြင်းပါတယ်။ရှမာကုခရစ်ဂျန်ခန်းကြီး7အငယ်73ကနေစပြီးကြည့်မယ်ဆိုရင်သခင်ယေရှုခရစ်တော်ကို ပြစ်ချက်ရှာပြီးပြဒနာရှာနိုင်ဖို့ဒုက္ခပေးနိုင်ဖို့အတွက်ပါရီရှဲတွေနဲ့ဟေရုရဲ့တပည့်တွေကဆေလွချင်းခံရတယ်ရောက်လာကြတယ်ဆိုတာတွေ့ရပါတယ် ပါရီရှယ်ဆိုတာကတော့ဘာသာရေးသမားတွေလို့ပြောလို့ရပါတယ်။ဟေရုရဲ့တပည့်တွေဆိုတာကတော့နိုင်ငံရေးသမားတွေဖြစ်ပါတယ်။တနည်းအားဖြင့်သခင်ယေရှုခရစ်တော်ကိုဘာသာရေးသမားတွေကရောနိုင်ငံရေးသမားတွေကပါအပြည့်ရှင်းခြင်းတဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုမျိုးဘာသာရေးသမားတွေရောနိုင်ငံရေးသမားတွေရောရောက်လာပြီးပြဿနာရှာတဲ့အခါမှာအရင်ဆုံးသူတို့ကမြောက်ပင်းပြီးအရှင်ဖျားကိုရောတိသစ္စာရှိပါ၏။အဘယ်သူကိုမျှမကြောက် လူမျက်နာကိုမထောက်ဘဲဖျားသခင်ဤတရားလမ်းကိုဟုံမှန်စွာပြတော်မူသည်ကိုအကျွန်ုပ်တို့သိကြပါ၏လို့စကားချွတ်ချိုးလေးသုံးပြောပြီးတော့မှကဲသာဘရင်အားအခွန်ဆက်အပ်သလိုမဆက်အပ်သလိုအကျွန်ုပ်တို့သည်ဆက်ရမည်လောမဆက်ရမည်လောဟုမေးလျှောက်ခဲ့ကြပါတယ်သခင်ယေရှုခရစ်တော်ကိုပြဒနာရှာနိုင်ဖို့ရန်အတွက်မေးခဲ့တဲ့မေးခွန်းဖြစ်ပါတယ်ကဲသာဘရင်ကိုအခွန်ဆက်ရမလားမဆက်ရဘူးလား ကဲသာဘရင်ဆိုတာကတော့ယောမာဧကရစ်စီဇာဘရင်တွေကိုပြောတာဖြစ်ပါတယ်။အဲ့ဒီအချိန်လုံးကယောမာအင်ပါယာက သခင်ယေရှုခရစ်တော်တို့နေထိုင်တဲ့ယူဒပြည်ကိုလည်းနယ်ချက်အုပ်ချုပ်ထားတဲ့အချိန်ဖြစ်ပါတယ်။ဒီမေကွန်းကသခင်ယေရှုခရစ်တော်ကိုဘလို့ပြဿနာပေးနိုင်တယ်လဲဆိုရင်တော့အကယ်၍ကဲသာဘရင်ကို အခွန်ပေးပါလို့ပြောလိုက်ရင် တိုင်းတပါးသားနယ်ချက်အုပ်ချုပ်တာကိုတပါးအမျိုးသားတွေအုပ်ချုပ်တာကိုသခင်ယေရှုခရစ်တော်ကအားပေးပါတယ်။ သခင်ယေရှုခရစ်တော်ကတစ္ဆေပေါင်းဖြစ်တယ်မြို့ချင်းမဟုတ်ဘူးစသဖြင့်နေချင်းအာဘီဖြစ်တယ်လို့ဆွဆွဲပြီးအပြစ်ရှာနိုင်တယ်လို့ကဲသာဘရင်ကို အခွန်မပေးပါနဲ့လို့ပြောရင်ဒါဘရင်ရဲ့အမိန့်ကိုလွန်ဆန်ခြင်းလို့အပြစ်ရှာပြီးယောမာဥပဒေနဲ့သခင်ယေရှုခရစ်တော်ကိုယံတိုက်ပေးလို့ရတဲ့အနေအထားဖြစ်ပါတယ်အခွန်ပေးပါလို့ဖြစ်ဖြစ်မပေးပါနဲ့လို့ဖြစ်ဖြစ်ပြဒနာအရှာခံရမဲ့မိကုံးကို သူတို့မိခဲ့ကြတာဖြစ်ပါတယ် ဒီလိုမေးခံရတဲ့အခါသခင်ယေရှုခရစ်တော်ကဒေနာယီတပြားကိုငါကြည့်ဖို့ယူခဲ့ကြဆိုပြီးပြောခဲ့ပါတယ်ဒေနာယီဆိုတာက သူတို့ခေတ်တုန်းကအသုံးပြုခဲ့တဲ့ပတ်စံဖြစ်ပါတယ်တနည်းအားဖြင့်သခင်ယေရှုပြောနေတာကတော့ငါကြည့်ဖို့ပတ်စံတင်ကားတပြားယူခဲ့လို့ပြောလိုက်တာ ဖြစ်ပါတယ်ဒေနာယီတပြားကိုတော့တောင်းယူကြည့်ရတယ်ဆိုတော့သခင်ယေရှုခရစ်တော်ရဲ့လက်ထဲမှာဒေနာယီတပြားတော့မရှိတာလားလို့လဲစဉ်းစားမိပါတယ် ဘလိုပဲဖြစ်ဖြစ်ဒီဒေနာကြီးတပြားရောက်လာတဲ့အခါမှာဒီဒေနာကြီးဒင်းကားအပေါ်မှာပါတဲ့ပုံနဲ့လိပ်စာကိုပြပြီးသခင်ယေရှုခရစ်တော်ကဤပုံဤလိပ်စာကအဘယ်သူဤပုံအဘယ်သူဤလိပ်စာဖြစ်သနည်းဟုမေးတော်မူလျင်ကဲသာဘရင်ဤပုံလိပ်စာဖြစ်ပါれလို့ပါရီရှဲနဲ့ဟေရိုတပည့်တွေကပြန်ဖြေခဲ့ပါတယ်ဒေနာကြီးဒင်းကားပြပုံမှာပါတဲ့ပုံက ကဲသာဘရင်ရဲ့ပုံပါရဲလိစာကကဲသာဘရင်လိစာဖြစ်တယ်လို့ပြန်ဖြေခဲ့ကြပါတယ်ဒီအခါမှာသခင်ယေရှုခရစ်တော်ကကဲသာဘရင်ဤဥစ္စာကိုကဲသာဘရင်အားဆက်ပေးကြလော့ဖခင်သခင်ဤဥစ္စာကိုကဖခင်သခင်အားဆက်ပေးကြလော့လို့ပြန်ပြီးအဖြေပေးခဲ့ပါတယ်ဒီအခါမှာပြဿနာရှာဖို့လာတဲ့လူတွေအလုံးပြဿနာရှာလို့မရပဲအံ့ဩသွားခဲ့ကြတယ်လို့ကျမ်းစာကမှတ်တမ်းတင်ပါတယ်ဒီနေရာမှာသခင်ယေရှုခရစ်တော်က ကဲတာဘီရင်ရဲ့ဥစ္စာနဲ့ဖခင်ရဲ့ဥစ္စာကိုဘာနဲ့ခွဲခြားသွားသလဲဆိုတာကိုကြည့်တဲ့အခါဒင်းကားမှာခတ်နှိပ်ထားတဲ့ပါတဲ့ပုံကိုကြည့်ပြီးခွဲခြားဖြေကြတာကိုတွေ့ရပါတယ်ဒင်းကားမှာကဲတာဘီရင်ရဲ့ပုံပါတော့ဒါကဲတာဘီရင်နဲ့သက်ဆိုင်တဲ့ဥစ္စာဒါကြောင့်ကဲတာကိုပေးပါလို့ပြောပါတယ်ဒီကားစဉ်းစားကြရကဖခင်သခင်ရဲ့ဥစ္စာကရောဘယ်အရာဖြစ်မလဲ ်ဘယ်ပတ်စံမှာမှတော့ဖရာသခင်ရဲ့ပုံကိုခတ်နှိပ်ထားမှာမဟုတ်ပါဘူးဒါပေမဲ့တမန်ကျမ်းစာကိုဖတ်ရှုသူတိုင်းသိနိုင်တဲ့အရာကတော့လူမှန်သမျှသည်ဖရာသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့ဖန်ဆင်းခံထားရသောသူများဖြစ်ကြပါတယ်ငွေကြေးနဲ့ပတ်စံတွေကဆိုရအဖွဲ့စည်းတွေနဲ့သက်ဆိုင်ရင် သက်ဆိုင်နေပါလိမ့်မယ်လူဖြစ်တည်မှုတစ်ခုလုံးကတော့ဖရာသခင်နဲ့သက်ဆိုင်ပါတယ်ခန္ဓာစိတ်ဝိညာဉ်အသက်ရှင်ခြင်းသည်ဖရာသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့ခက်နှိပ်ထားသော ုံတဒံတော်နဲ့အညီဖန်ဆင်းခြင်းခံထားရသောအရာ ဖြစ်ပါれလူဖြစ်တည်မှုတစ်ခုလုံးကဘုရားနဲ့သက်ဆိုင်သောဘုရားရဲ့ဥစ္စာဖြစ်ပါれဘုရားသခင်ရဲ့ပုံတဒံတော်ကကျွန်တော်တို့ရဲ့ငွေကြေးတွေအပေါ်မှာခန့်နှိပ်ထားတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့လူဖြစ်တည်မှုတစ်ခုလုံးအပေါ်မှာခန့်နှိပ်ထားတာဖြစ်ပါれဒါကြောင့်ဘုရားသခင်ဤဥစ္စာဘုရားသခင်စီဆက်သရမယ်ဆိုတာကိုယ့်ရဲ့အသက်ရှင်ခြင်းခန္ဓာစိတ်ဝိညာဉ်ရှိသမျှကို ဖျားသခင်တန်ဆက်သားရမယ်ဆိုတဲ့အကြောင်းပြောနေခြင်းဖြစ်ပါတယ်ဒီကနေ့အတွက်အထူးစင်ကြင်မှတ်သားစရာကတော့ကျွန်တော်တို့ရဲ့ဖြစ်တည်မှုတစ်ခုလုံးသည်ဖျားသခင်ပုံတံတန်တော်နဲ့ခန့်နှိပ်ထားတဲ့ဖျားသခင်ပိုင်သောဥစ္စာဖြစ်တယ်သင်ကဖျားသခင်ရဲ့အပိုင်ဖြစ်တယ်လူသားမှန်သမျှကကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုဖျားသခင်တန်ပြန်ဆက်သားဖို့တာဝန်ရှိပါတယ်ကဲသာပင်ရဲ့ပုံပါတဲ့ငွေတင်းကားကိုကဲသာပင်နဲ့ပြန်အခွန်ဆက်ဖို့ တာဝန်ရှိသလိုနိုင်ငံတနိုင်ငံမှာနေအိနိုင်ငံရဲ့ငွေကြေးကိုသုံးတဲ့သူတွေကအိနိုင်ငံမှာရှိတဲ့အစိုးရတရားသတ်မှတ်ထားတဲ့အခွင့်အရေးကိုစောင့်ဖို့တာဝန်ရှိသလိုလူမှန်သမျှကလည်းခန္ဓာစိတ်ဝိညာဉ်အသက်ရှင်ခြင်းအကုန်လုံးကိုဖျားသခင်ထံပြန်လည်ဆက်သဖို့တာဝန်ရှိပါတယ်မိမိသည်ဖျားသခင်ပိုင်သောဖျားသခင်ပုံတံတော်ရှိသောဖျားသခင်ရဲ့လူဖြစ်တယ်ဆိုတာကိုသိပြီး ဖျားပေးတော်ခွန်အားနဲ့ဖျားသခင်အဖို့လုံကအသက်ရှင်နေသူများဖြစ်ကြပါစေခနာလောက်ဆုတောင်းကြရအောင်မိတာရောရှင်ဖဖျားသခင်ကျွန်တော်တို့၌ကရရှင်ပေးထားသောအရာများသာရှိပါတယ်ကျွန်တော်တို့ဒီကရရှင်ပိုင်သောလူများဖြစ်ပါ၏ကရရှင်ပုံတံတော်နဲ့အညီဖန်ဆင်းခြင်းခံခဲ့ရသောကြောင့်ယေရှုတင်ပါတယ်ကရရှင်ပုံတံတော်ကိုပေးထားသောကြောင့်လည်းယေရှုတင်ပါတယ်ကျွန်တော်တို့လည်းတကယ်ပဲကရရှင်ပေးထားသော ပုံတံတော်ကိုတံပိုးထားလေကရရှင်ဘုံတော်ဖို့လုံးက အသက်ရှင်နိုင်စေဖို့ရန်အတွက်ကိုရရှင်ခွန်အားနဲ့ဖြည့်တော်မူပါဒီနေ့တနေ့တောင်ကိုရရှင်လက်ဝတ်သို့အနံပါတယ်ကိုရရှင်ပိုင်သောခန္ဓာစိတ်ဝိညာဉ်ကိုကိုရရှင်အဖို့လုံးကအသုံးပြုတတ်စေဖို့တို့၍ဆွေခေါ်ပါသိဆောင်တော်မူပါဖာကျေးဇူးတော်ချီးမွမ်းတဲ့တပါးတော်တော်သခင်ရှင်နာမ၌စကားနဲ့ဆုတောင်းပါတယ်ပါပြသခင်အာမင်